မင်္ဂလာပါရှင်ရန်ကုန်ခစ်သစ် TV Channel ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဂျပန်လိုင်ကူမှာတမမိုးဦးဆောင်တဲ့အဖွဲ့စကန်ဆွန်လွဆုတ်ခွာသွားလို့အင်းတော်မျိုးကိုတင်ပိုင်ရရှိလို့ NUG ကဂွေးဝင်ကြီးဌာနသတင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဂျပန်လိုင်ကူမှာတမမိုးဦးဆောင်တဲ့အဖွဲ့စကန်ဆွန်လွဆုတ်ခွာသွားလို့အင်းတော်မျိုးကိုတင်ပိုင်ရရှိလို့ NUG ကဂွေးဝင်ကြီးဌာနသတင်းထုတ်ပြန်ရေးကထုတ်ပြန်ပါတယ်။ ဧပြီလ9ရက်နေ့ညပိုင်းမှာအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနအမတ်တင်စစ်တီသားရဲ့အစီအစဉ်နဲ့အင်းတော်မျိုးသိမ်းတိုက်ပွဲကိုရှင်းလာကြော်ကြားဆင်နွှဲခဲ့ပြီးတဲ့နောက်အပီးသက်သိမ်းပံ့ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အင်းတော်မျိုးသိမ်းစစ်စင်ရေးကရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြံဘက်စကောင်စီတပ်တွေအနေနဲ့စစ်ကူများရှိခြင်းမြေပြင်မှာလက်နက်ရိခါထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းတိကြပ်တည်ဆောင်များပြခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့တွေရဲ့ဖိအားကိုရှိရှိတောင်းခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးအခြေပြုရာဇပန်လိုင်းကူမှတမမှုဦးဆောင်တဲ့ဖွဲ့ကဧပြီလ9ရက်ည9နာရီ ကံမှာစကန်းစွန်းလုံးဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရပါတယ်။အင်းတော်မျိုးကအကြံပတ်စစ်ကောင်စီရဲ့တမ89ရှီလန်းဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတမမှုကိုယ်တိုင်ကုကင်းနေတာဖြစ်ကြောင်းသိရပါတယ်။ အင်းတော်မျိုးသိန်းစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်၁စစ်တီတာကုတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ကတာခိုင်အမတ်၁တိုင်ရင်အမတ်၂တိုင်ရင်အမတ်၃တိုင်ရင်အမတ်၄တိုင်ရင်ကတာခိုင်အထူးလှူရှာတပ်ခွဲအမတ်၁အထူးလှူရှာတိုင်ရင် SR1 အမတ်၁၀အထူးလှူရှာတိုင်ရင် SR10 ပြည်သူ့ကာကွယ်ရေးဖွဲ့အင်းတော်ပါကဖာပြည်သူ့ကာကွယ်ရေးဖွဲ့ဗမောက်ပါကဖာပြည်သူ့ကာကွယ်ရေးဖွဲ့ကတာပါကဖာပြည်သူ့ကာကွယ်ရေးဖွဲ့ကတာခိုင်ပါကဖာအမတ်၂ရွှေဘိုခိုင်ကုတ်ကဲကြီးပြင်ဦးနေခဲ့အမတ်900ကို910 910 ှစ်တရင်ပြည်ဦးလူခရိုင်အမှတ်1နှစ်တရင်ကျောင်းသားတက်မတော် EPSDF တရင်17 14ကချင်လွတ်လပ်ရေးတက်မတော် KYA တက်မဟာကိုမှာအထူးစစ်ကြောင်းမိုးညင်း KPDF ကလီခရိုင်အမှတ်30တရင် Rocket တပ်ဖွဲ့ Drone ပူပေါင်းတပ်ဖွဲ့ MOD Drone Force ABSDF K2 SR1 မတ်1849 Drone တပ်ဖွဲ့ကမ်ဘလူခရိုင် Drone တပ်ဖွဲ့ကတားခရိုင်လက်နက်ကြီးတပ်ဖွဲ့မြင်းကျန်ခရိုင်ကော်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ် အစိုးရမြို့သိမ်းတိုက်ပွဲမှာဟောင်ဝင်းစား၂လက်120မမ၂လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်ရီနဲ့ခင်ရမီကြောင့်မြောင်များသိမ်းပန်းရရှိကြောင်းသိရပါတယ်။နောက်ထပ်တပုတ်နီနဲ့ရှိစကြုံမှာခလာရ259တိုင်ရင်မှာတက်ကြတအိုးလက်နက်ခင်ရများယူဆောင်လာပြီးအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြုံမြို့နယ်မှာခလာရ259တိုင်ရင်မှာတက်ကြတအိုးလက်နက်ခင်ရများယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းစောက်တန်ဝိုင်ရဲဆို PDF တာဝန်ကံကိုအောင်မောင်းကပြောပါတယ်။ဖေဖော်ဝါရီ25ရက်နေ့မှာမြစ်ချေကျွန်းကျောင်းလျှက်စစ်တာပြည်ယုံမှာတာဝန် င်ထမ်းဆောင်နေတဲ့တက်ကြပ်ကိုပြူလေးကစောင်းသန်းဝိုင်ရဆို PDF တန်ချိတ်ဆက်ပြီးအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလင်းဝင်လာတဲ့ကိုပြူလေးကပခုတ်ကူမျိုးအခြေဆိုင်ခလာရ259တိုင်ရင်မှာဖြစ်ပြီးအစံဘက်စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်ထမ်းဆောင်လို့စိတ်မရှိတာကြောင့်စောင်းသန်းဝိုင်ရဆို PDF တန်ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုပြူလေးက MA2 တနက်တလန်ကြီးပေါင်း၅ခု9.56ကြီး 300လက်ဖြစ်ပုံတစ်လုံးတို့ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်ခဲ့တာကြောင့်အကွန်ပျူစုငွေ730ချင်းမြင့်ခဲ့ပြီးကာမွန်စွာထိန်သိမ်းဆောင်ရှောက်က၎င်းနေထိုင်လို့တဲ့နေရာဒေသကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းစောင်းသန်းဝိုင်းရဆို PD ရဲ့တာဝန်ကကိုအောင်မောင်ကပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တီးတိမ်မျိုးခလာရ269တန်ရင်မှာစစ်မှုရန်တသားတဲ့2ဦးလက်နက်ခရံများယူဆောင်လာပြီးအလင်းဝင်တဲ့ကြောင့်တင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တီးတိမ်မျိုးခလာရ269တန်ရင်မှာစစ်မှုရန်တသားတဲ့2ဦးလက်နက်ခရံများယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်း PDF ဇိုလန်ကပြောဆိုပါရယ်။ AB လ9ရက်နေ့မှာတီးတိမ်မျိုးရှိခလာရ269တန်ရင်မှာစစ်မှုရန်တသားတဲ့ဆုံးလင်းအောင်နဲ့ဖိုးလာပြီးလို့2ဦးက PDF ဇိုလန်ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အလင်းဝင်လာတဲ့စစ်မှုရန်တသားတဲ့2ဦးက MA အမျိုးအစားတနက်တလက်ကြီးပါ ောင်းနဲ့ကြီးစံများယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာကြောင့်ဂုံပြုစုမှုချင်းမြင့်ခဲ့ကြောင်းသိရပါတယ်။အဆိုပါအလင်းဝင်လာသူနောက်ကို PDS ဆွန်လန်အနေနဲ့ကောင်းမွန်စွာစောင့်ရှောက်ထားပြီးထပ်မံအလင်းဝင်လို့တဲ့စစ်ကောင်စီတပ်သားတွေကိုလည်းဖိတ်ခေါ်ထားကြောင်းသိရပါတယ်။ဇလက်ပြီးငပူရောမြို့နယ်တောင်ပိုင်းအုပ်ချုပ်ရေးမှူးမိုးကြော်ကတကြံပြုတ်ဝဲရှင်ပွဲအတွက်လိုကောင်းစင်တက်ပြီးတိန်တောင်လေးငွေကျပ်2000ကောက်ခံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းငပူရောမြို့နယ်တောင်ပိုင်းအကြံပတ်စစ်ကောင်စီကအုပ်ချုပ်ရေးမှူးမိုးကြော်ကတကြံပြုတ်ဝဲရှင်ပွဲအတွက်လိုကောင်းစင်တက်ပြီးတိန် တောင်းလေးငွေကျပ်နဲ့တောင်းကောက်ခံနေကြောင်းဒေသခံပြည်သူတွေကပြောကြပါရယ်စကိုင်းကလေးကြောင့်တကြံပြောဝဲရွှင်ပွဲများမပြုလုပ်ဖို့အထက်မှညွှန်ကြားထားတော်လေကပူရောမျိုးနဲ့တောင်းပိုင်းအုပ်ချုပ်ရေးမှူးမိုးကျော်ကဦးဆောင်ပြီးနေအိမ်တိုင်းထံမှငွေကြေးလိုင်းလံကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါရယ်အဲ့လိုတောင်းခံရမှာနေအိမ်တိုင်းကို မထည့်မပေးရပုံစံနဲ့လိုက်လံတောင်းခံနေတာဖြစ်ပြီးမပေးတဲ့နေအိမ်တွေကိုလည်းချိန်ချောက်ပြောဆိုခြင်းတွေလှုံ့ဆော်နေကြောင်းသိရပါရယ်။တကြံမလုံရတာသူ့ကိုအထက်ကပြောထားတယ်လို့သိရတယ်။ဒါပေမဲ့သူကပြည်သူ မပြောဘဲတကြံလုံရပါရယ်ဆိုပြီးကောက်ယူခဲ့တာပေါ့။မထည့်မနေရပုံစံမျိုးနဲ့ကိုလိုက်ကောက်နေတာလို့ဒေသခံပြည်သူတအုပ်ကပြောပါရယ်။အပူရောမြို့နယ်တောင်ပိုင်းမှာ အင်ဂျီတထောင်ကျော်ကန်ရှိပြီးနေအိမ်တိုင်းကိုငွေကျပ်2000လုံးလိုင်းလံကောက်ခတ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဇလပီအင်မတီရွာမှာပြူစောတီအချို့အပါဝင်ကိုဦးထွက်ပြေးလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းပလင်းမြို့နယ်မှာစစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့ပြူစောတီအားကောင်းရာအင်မတီဂျီရွာမှာဒေသခံကိုဦးထွက်ပြေးလာပြီးတော်လိုင်းတပ်ဖွဲ့ရီတန်ကိုလုံခဲ့ပါတယ်။ဂျီရွာမှာစားစရာမရှိတော့ဘဲစားရေးတောင်ရင်ခက်ခဲတွေ့နေရလို့ကဲထုတ်ပြီးတော်လိုင်းတပ်ဖွဲ့ရီတန်ဆက်သွယ်အကြောင်းကြားလည်ရတယ်လို့သိရပါတယ်။အပီလာ9ရက်နေ့ကထွက်ပြေးလာတာအရက်သားတွေလည်းပါတယ်ပြူ တချို့လည်းပါတယ်။ချီစံတချို့ယူလာပြီးနေပြလို့ပလဲမျိုးမှာတော်လန်ရင်ရဲဘော်တအုပ်ကပြောပါတယ်။ အင်မတီရွာကပြူစော်တီအာကောင်ရဒေသဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီတပ်မှအင်အား20ခန့်အပါအဝင်လက်နက်တပ်ဆင်ထားတဲ့ပြူစော်တီ60ခန့်ရှိပါတယ်။ရွာပတ်လည်မှာစစ်ကောင်စီတပ်များကမိုင်းများထောင်ထားသလိုဒေသခံများကိုလည်းထွက်ခွာခွင့်မပြုပါဘူး။ဒါပြင်ပြည်ပဝင်ချင်းရွာတွေကိုစစ်ကောင်စီတပ်ကဦးဆောင်ပြီးမကြာခဏစစ်ကြောင်းထိုးလို့ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ဆက်လက်ပြီးဖလန်မျိုးရှိစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်စခန်းကုန်ဖြစ်တဲ့ကာလာယ268တိုင်ရင်ကိုအပိသက်သိမ်းပိုက်လိုက်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေတဲ့ ြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့ရှိလက်ကျန်နေရ68တန်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံရှင်းလင်းနေကြောင်းစစ်ရေးတရင်အရင်မြစ်တွေကပြောပါရယ်။ AB လ9ရက်နေ့မလန်ပိုင်းဖလန်းမြို့ရှိစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ခလာရ968တန်ရင်ကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများစခန်းစုကထွက်ပြေးသွားတဲ့အတွက်လိုက်လံရှင်းလင်းလျက်ရှိရာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ်ဖြစ်ကြောင်းသိရပါရယ်။တိုက်ပွဲကမပြီးသေးဘူးအခြေအနေကို CB ကနေထုတ်ပြန်ဖို့ရှိပါတယ်လို့ ချင်းညီနောင်ဖွဲ့စည်းပင်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် အဲ့ဒီလိုစစ်ကောင်စီရဲ့လက်ကျန်တိုင်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးရင်နောက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်မှုတွေရှိနေကြောင်းသိရပါတယ်။အဆိုပါဖလန်းမြူတင်တပ်ပွဲကိုချင်းကြီးနောင်နဲ့မဟာမိတ်တူပေါင်းဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစပြီးဒုစစ်စင်တိုက်ခိုက်ခဲ့ရာအစပိုင်းမှာဖလန်းမြူမရဲစခန်းထွေအုံယုံနဲ့မြို့ရင်းရှိစစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းခလာရ968တိုင်ရင်ကိုအပိသက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲပိတ်ဆို့တိုက်ခိုက်ခဲ့ရာလီလာကြောကြာမှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။